မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူစိတ်ကန်းသူအမေရိကန်တက်ရောက်ရှိလာမှုကြောင့်မင်းအောင်လိုင်းတရုတ်ဘက်သို့အကူအညီတောင်းနေပြီဟုသတင်းထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တွင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အနီးရှိစိတ်ကန်းဧရိယာတွင်အမေရိကန်တပ်ဖွဲ့တချို့ပေါ်ပေါက်လာရောက်ခဲ့ကြောင်းအမေရိကန်တပ်ဖွဲ့တချို့ပေါ်ပေါက်ရောက်ရှိလာကြောင်းသတင်းပေါ်လာသည့်နေ့အမျှမြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အလွန်တုန်လှုပ်နေကြပြီးအကြီးအကဲမရောက်နိုင်သည့်တရုတ်အစိုးရဘက်သို့အကူအညီတောင်းဆိုနေသည်ဟုစစ်အတွင်းသတင်းရင်းမြစ်များမှဖော်ပြလာပါသည်။သတင်းရင်းမြစ်များအရကြောက်ပြူစိတ်ကန်းသည့်စစ်အုပ်စုအတွက်မဟာဗျူဟာအရေးပါဆုံးနေရာတစ်ခုဖြစ်ပြီးတရုတ်နိုင်ငံ၏ Vat and Road Project အတွက်လည်းအထူးတန်ဖိုးရှိသောစိတ်ကန်းဖြစ်ကြောင်းသုံးသပ်သူများကဆိုကြပါသည်။ထိုနေရာသို့အမေရိကန်အကြောင်းအရာပါဝင်သည့်တပ်ဖွဲ့များရောက်ရှိလာသည့်အခါတရုတ်ဘက်အနေဖြင့်လည်းမသက်မသာဖြစ်လာသည်ဟုဆိုပါရယ် အမေရိကန်တပ်များသည်စစ်အုပ်စု၏အာဏာကိုဖိအားပေးရန်နှင့်ရခိုင်တပ် AA ကိုရခိုင်တပ် AA ကိုအထောက်အပံ့ပေးနေခြင်းအပြင်စစ်အုပ်ချုပ်ရေးအဖွဲ့ကတတ်မှတ်နေတော်လဲနိုင်ငံတကာတုံ့သက်သူများအနေနဲ့အမေရိကန်တပ်များသည်ပြစ်ခတ်တိုက်ခိုက်မှုမဟုတ်ဘဲနယ်နိမိတ်အတွင်လူမှုအကူအညီနဲ့စစ်ရေးလှုပ်ဆောင်မှုများအတွက်ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟုဆိုကြပါသည်။ထို့သောမင်းအောင်လှိုင်အနေနဲ့မိမိအာဏာတည်နေရာအတွက်မျှော်လင့်ချက်မရှိတော့ကြောင်းသိမြင်လာပြီးတရုတ်အစိုးရဘက်သို့လှုပ်ဝက်တောင်းဆိုမှုများပြုလုပ်နေကြောင်းသတင်းတဆတဆများဖော်ပြနေသည်။ သတင်းတရက်အရာမေအောင်လိုက်သည့်တရုတ်ဘက်ကစစ်ရေးအထောက်ပံလေကြောင်းစောင့်ကြပ်မှုနှီးပညာများနှင့်တန်တမန်အစဉ်သင့်တိုက်ပွဲအထောက်အကူများတောင်းဆိုနေသည်ဟုသိရပါသည်။တရုတ်အစိုးရအနေနဲ့လည်းအမေရိကန်တပ်၏အနိဒဝတ်လှုပ်ရှားမှုကိုသတိနဲ့ကြီးနေပြီးမေအောင်လိုက်၏တောင်းဆိုမှုကိုတိုက်ရိုက်ဖြေကြားရန်မတုံ့ပြန်သေးပေအပူချိန်ကိုစောင့်ကြည့်နေခြင်းသာဖြစ်သည်ဟုတရုတ်သတင်းရှင်းပြတချို့ကဆိုကြပါသည်။ကြောက်ဖြူစိတ်ကမ်းမှလေတက်အခြေဆိုင်စခန်းအသစ်တစ်ခုဖွဲ့စည်းရန်စစ်အုပ်စုကအကြံစီရှိနေပြီးထိုနေရာကိုထိန်းချုပ်နိုင်ပြီဆိုလျင် တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံအတွက်မဟာဗျူဟာတန်ဖိုးရှိသောနေရာဖြစ်လာမည်ဟုလည်းသုံးသပ်သူများကထပ်မံထောက်ပြပါရယ်။ရခိုင်တပ်အေအေများအနေဖြင့်လည်းအမေရိကန်တပ်များ၏လှုပ်ရှားမှုကိုအစိုးရတပ်ကလွှဲမှားဖော်ပြနေခြင်းဖြစ်ပြီးအကြမ်းဖက်သုံးသောစစ်တပ်ကိုဖိအားပေးရန်နိုင်ငံတကာကအရေးယူမှုတစ်ခုသာဖြစ်သည်ဟုသတင်းထုတ်ပြန်ခဲ့ကြသည်။ယနေ့အထိမင်းအောင်လှိုင်အမည်ပါလှုပ်ဝက်စာတစောင်းကိုတရုတ်တန်ယုံသို့ပေးပို့ထားကြောင်းထိုးစတွင်မြန်မာနိုင်ငံ၏စီးရီးတည်တံ့မှုအတွက် တရုတ်၏အမြဲတမ်းပံ့ပိုးမှုကိုယုံကြည်ကြောင်းဟူသောစာသားပါဝင်နေသည်ဟုသတင်းတချို့ကထပ်ဆင့်ဖော်ပြနေသည်။သတင်းအမှုပညာသမားများအနေနဲ့လည်းယခုအခြေအနေကိုအမေရိကန်နှင့်တရုတ်တို့၏ညှိနှိုင်းမှုမရှိသေးသောစီးရီးအခြေအနေတစ်ခုဟုချုပ်ဆိုကြပြီးမင်းအောင်လိုင်အတွက်နောက်ဆုံးအဆင့်တစ်ခုသို့ရောက်နေပြီဟုသုံးသပ်ကြသည်။ကြောက်ဖြူတဝိုက်တွင်လည်းယနေ့အထိစစ်တပ်များနှင့်အေအေးတပ်များအကြားပြစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေပြီးနေပြီးတော့အထိဖိအားတက်လာနေကြောင်းသတင်းများထပ်မံပေါ်လာနေသည်။ တနည်းအားဖြင့်အမေရိကန်တက်ရောက်လာမှုသည်မေအောင်လိုင်းအတွက်မဟာပြူဟာသက်တမ်းအစုံသက်စတင်ချက်တစ်ခုဖြစ်လာနိုင်ကြောင်းနိုင်ငံရေးသုံးသပ်သူများကပြောကြားပါတယ်။ဆလပီစစ်တောင်းမြစ်အရှိတ်ကန်ကစစ်ကောင်စီတက်စခန်းနေပြီးတော့ PDF တင်ပိုင်းလေချောင်းရံခောက်ခွဲရေးတက်ကတရင်မှုညီညီနိုင်အပါအဝင်15ဦးသေဆုံး၃ဘတ်2ဦးဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စစ်တောင်းမြေအရှိတ်ကံဘကူးတိုင်းရီတာရှိမြို့နယ်ကစစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်ရရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနကဒီကနေ့အောက်တိုဘာ26ရက်မှာထုတ်ပြန်ပါတယ်စစ်တောင်းမြေအရှိတ်ကံကရွာသိကြီးရွာမှာအင်အား60ဝန်းကျင်နဲ့အထိုင်စခန်းချထားတဲ့စစ်ကောင်စီတပ်ကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်တပ်ရင်းတွေစုဖွဲ့ထားတဲ့ဖြူဟာစစ်ကြောင်းနဲ့မနေ့ကအောက်တိုဘာ25ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲမှာစစ်ကောင်စီတပ်ကတရင်မှုအပါအဝင်15ဦးသေဆုံးခဲ့ပြီး စစ်တုံးပန်နှစ်ဦးဖမ်းဆီးရကတည်ဆုံသွားတဲ့တရင်မှုကဒုတိယဘုံမှုကြီးညီညီနိုင်လေချောင်းရံကားခွေရေးတက်ကဖြစ်တယ်လို့ဖော်ပြပါတယ်။တရင်မှုညီညီနိုင်ကိုလက်ရဖမ်းဆီးချိန်မှာပစ္စတိုထုတ်ပြီးခုခံမှုပြုလုပ်တာကြောင့်အသေးပြစ်တက်လိုက်ရတယ်လို့အသိပေးပါတယ်။ရွာသစ်အထိုင်စခန်းကတနစ်ကျော်ပြီးအဲ့ဒီစခန်းကစစ်တောင်းအရှိမလန်ဟောင်းလန်းသစ်ကိုအဓိကကာကွယ်တာလို့နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဖိုလက်ရကသတင်းဌာနကိုစခန်းသိမ်းနိုင်ခဲ့တာနဲ့ပတ်သက်လို့ရှင်းပြပါတယ်။ စကန်သိန်းတိုက်ပွဲမှာဒရုန်းဖြက်ဆက်အပါအဝင် MB11 တလံ MB3 တလံ G3 သုံးလံ60မမတလံပစ္စတိုတလံ60မမကြီးငါလုံးကြီးပေါက်၁၀ခုကြီးမျိုးစုံတစ်ထောင်ဝန်းကျင်နဲ့မီးစက်တလုံးနဲ့သိမ်းရခဲ့တယ်လို့ဖော်ပြပါတယ်။ဒါပြင်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေအထိနာကဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးရွာတစ်ချေးရွာအထိုင်စကန်နဲ့ချေးရွာတွင်ကစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းတွေအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ စီရေးအရတော့စကားမရဲ့မျိုးတွေကဘူးအဓိကကြတဲ့ကကင်းတစ်ခုအထိုင်ချတက်ဆွဲထားတဲ့အခိုင်မာစခန်းဖြစ်ပါတယ်။စွာမျိုးနဲ့အခုတိုက်တဲ့နေရာနဲ့က၃မိုင်ဝန်းကျင်လောက်ပဲဝေးပါတယ်။စွာမျိုးပတ်ဝန်းကျင်မှာ84နဲ့19တက်တွေရှိပါတယ်လို့နေပြီးတော့တရင်108သတင်းပြန်ကြားရေးတာဝန်ရှိသူကရွာသိရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့အခြေအနေကိုပြောပြပါဗျာ။ဒါပြင်အခုစစ်စင်ရေးဟာနေပြီးတော့တရင်108ရဲဘော်တွေအတွက် တနက်အလတ်20ဝယ်ယူဖို့လှုပ်ဆောင်နေတဲ့စစ်တောင်ကမ်ပိန်းရဲ့အစွမ်းတွေပါဝင်ကြောင်းလည်းတရင်သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်ရွာတက်မှာစကားစတက်ဆွဲတာပြီးခဲ့တဲ့2024ခုနှစ်အစောပိုင်းကလေးကဖြစ်တယ်လို့ဂျီရာရှင်မျိုးနယ်ဒေသခံတအူကပြောပါရယ်လက်နက်ကြီးပစ်ခတ်မှုလေကြောင်းပစ်ခတ်မှုတွေကြောင့်ပိတ်မိနေတဲ့ကျေးရွာနေပြည်သူတွေကိုတိုက်ပွဲလွတ်ရနေရာကိုကယ်ထုတ်ပေးခဲ့တယ်လို့သိရပါရယ်လက်ရှိအချိန်စစ်ကောင်စီတပ်ကစစ်ကူအင်အားတွေဖြည့်ပြီးပြန်လည်တိုးဝင်လာတာကြောင့်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပါရယ် ဒါကြောင့်စစ်တောင်းမြစ်ကန်ဝင်းကျင်ရှိကြေးရွာပြည်သူတွေအနေနဲ့စစ်ရေးတရီဖြစ်နေထိုင်သွားလာကြဖို့နေပြည်တော်တိုင်းစစ်ဌာနကတိုက်တွန်းပါတယ်စစ်တောင်းကမ်ပိန်းမပြီးဆုံးသေးပေမဲ့ရရှိထားတဲ့ငွေနဲ့လက်နက်စက်တလက်ဝယ်ယူထားပြီးတရင်ရှိရရှိရဲ့ရဲဘော်တွေကိုတက်ဆင်ပေးထားတယ်လို့ဆိုပါတယ်တမတ်ရန်ပုံွေပြည့်ပြီဖို့20ရာခိုင်နှုန်းလောက်လိုအပ်နေသေးလို့ပြည်သူတွေပါဝင်ပေးကြဖို့လည်းတရင်သတင်းပြန်ကြားရေးတာဝန်ရှိသူကနှိုးဆော်ထားပါတယ်ဆလပီအယက်သား၃ဦးဖမ်းဆီးသွားသောအကြမ်းဖက် ARSC အဖွဲ့နှင့် အေအေတို့ရွှေဘော်ဟုခြေရွာအနီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်အေအေမှာ ARSA အဖွဲ့အားလိုက်လံရှင်းလင်းနေရာတခြားနေရာတချို့တွင်လည်းတိုက်ပွဲဖြစ်ပွားနေပြီး ARSA ကကြာဆုံးမှုများဖြင့်ကစင်ကလျာထွက်ပြေးနေရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်မောင်တော်တောင်ပိုင်းကင်းချောင်းခြေရွာမှာအမျိုးသမီးငယ်တအူအပါဝင်အယက်သား၃ဦးအားဖမ်းဆီးခေါ်ဆောင်သွားသည် ARSA အကြံဖက်အဖွဲ့အားအရကတက်တော် AA မှစစ်ကြောင်းထိုးရှာဖွေနေစဉ်အော်တိုဘာလ24ရက်နေ့ညအချိန်၌ ရွှေဘဟိုကျေးရွာဘုံကြီးကျောင်းနောက်ဖက်မေယူတောင်ကျောတွင်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရွှေဘဟိုကျေးရွာသားများထံမှသိရပါတယ်။မနေ့ကရွှေဘဟိုဘုံကြီးကျောင်းနောက်ကမေယူတောင်တောဆက်မှာတညာလုံးတနက်တန်တွေကြားနေရတာရွာသူရွာသားတွေတောင်အိတ်မရလိုက်ကြဘူး။အာစာဖမ်းသွားတဲ့ခင်းချောင်ရွာသားသုံးဦးကိုအေအေဘက်ကစစ်ကြောင်းထိုးလိုက်ရှာကြတာနှစ်ဖက်ထိတွေ့မှုဖြစ်ပြီးတိုက်ပွဲဖြစ်ကြတယ်လို့သိရတဲ့ဟုရွှေဘဟိုကျေးရွာသားတအူးကသတင်းဌာနကိုအတည်ပြုပြောကြားပါတယ်။ တိုက်ပွဲဖြစ်ပွားသောနေရာသည်ရွှေဘိုဟိုကျေးရွာနှင့်ကင်းချောင်းကျေးရွာအကြားတွင် ဖြစ်ပြီးအဆိုပါကျေးရွာနှစ်ရွာသည်တရွာနှင့်တရွာနှစ်ဖားလုံးခန့်သာဝေးကွာပြီးကျေးရွာချင်းဆက်ရွာများလည်းဖြစ်သည်ထိုကျေးရွာများ၏အရှိတ်ပတ်တွင်မေယူတောင်တန်းတည်ရှိပြီးမောင်တော်မြို့နယ်ပူတိတောင်မြို့နယ်အကြားတောနှက်နေရာများတွင် ARSA များစက္ကန်းချကခိုးအောင်နေကြောင်းဒေသခံများကပြောပါသည် ARSA အဖွဲ့သည်မောင်တော်တောင်ပိုင်းတွင် အော်တိုဘာ22ရက်နေ့ကလည်းဒေသခံရက်ခိုင်အမျိုးသမီး2ဦးကိုတပ်ဖြတ်သွားခဲ့တယ်လို့အော်တိုဘာ24ရက်နေ့နေ့ကလည်းမောင်တော်မြို့နယ်ကင်းချောင်းကြီးရွာမှာအသက်16နှစ်အရွယ်မမိဆန်နာအသက်42နှစ်အရွယ်မောင်ပါထွန်းနဲ့အသက်20အရွယ်မောင်ထွန်းအေးတို့၃ဦးအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ထိုအကြမ်းဖက်သမားများအားအာရကတပ်တော်ကဒေါ်နင်းရှာဖွေစဉ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအထိခိုက်အကြဆုံးကိုမသိရသေးဘူးကင်းချောင်းကြီးရွာသားတို့ကပြောပါတယ်။ ဖြောက်သွားတဲ့သူတွေကိုအော်တိုဘာလ25ရက်ဒီကနေ့အထိရှာမတွေ့သေးဘူး။တိုက်ပွဲလေးဖြစ်တယ်ဆိုတော့သူတို့အတွက်လည်းစိုးရင်ရတယ်။အေအေကအင်အားများပြနဲ့ဝင်ရှာတော့အကြံဖက်အာစာတွေအထိအခိုက်အကျဆုံးများနိုင်တယ်ဟုပြောပါတယ်။သတင်းဌာနမှရရှိသောသတင်းများအရလည်းယခုရက်ပိုင်းအတွင်းမောင်တော်မြို့နယ်တွင် AA နှင့် ARSA အကြံဖက်အဖွဲ့အားရှင်းလင်းရေးလုပ်ရာတွင်နေရာသုံးခုတွင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါသည်။၎င်းတိုက်ပွဲများမှာမောင်တော်မြို့နယ်မြောက်ပိုင်းလျှံမင်္ဂလာကြီးထောင်အနီးနှင့်ဘူးစည်းထောင်မောင်တော်လန်ငောင်းမှန်အနီးတို့တွင် ဖြစ်ကြောင်းစီရေးအခြေအနေများကိုသိရှိသူဒေတာကန်တဦးကပြောပါရယ်ဟိုတနေ့နဲ့မနေ့ကတည်းနေရာ၃ခုမှာအေအေကစစ်ကြောင်းထိုးတာထိထွေတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့သိရတယ်ဟိုတနေ့ညကလက်ရမွဆလင်ကျေးပါနီမှာထိထွေတိုက်ပွဲဖြစ်ခဲ့ကြတယ်မနေ့ကနေ့လယ်ပိုင်းမှာလည်းဖောက်ဝက်ချောင်းရခိုင်ရွာအနီးကမင်္ဂလာကြီးတောင်အနီးမှာတနက်တန်တွေကြားနေရတယ်လို့ဒေတာကန်တွေကပြောကြတယ်ဘူတီတောင်မောင်တော်လန်ငားမိုင်အနီးမှာလည်းတနက်ပြစ်တံတွေကြားခဲ့ရတာတွေရှိတယ်ဟုပြောကြပါရယ် အရကတက်တော်သတင်းများကိုရခိုင်ဘာသာစကားဖြင့်အ धिक ဦးစားပေးထုတ်လုပ်နေသည့်အရကမင်းသမီးမီဒီယာတွင်လည်း AA နှင့်အာစာတို့အကြားနေရာအများပြားတွင်တိုက်ပွဲများဖြစ်ပွားနေပြီးအာစာအဖွဲ့မှအခြားဆုံးများဖြင့်ထွက်ပြေးနေရကလက်နက်များနှင့်အတူလက်ရဖမ်းဆီးမှုများရှိနေသလိုအလောင်းများလည်းတင်စီရရှိနေကြောင်းသတင်းဖော်ပြပါရယ်အော်တိုဘာ၁၀ရက်နေ့ကအရကဘင်္ဂလားနေဆက်မိုင်တိုင်အမှတ် BP 58ညင်းဆောင်90ကြားတွင်၎င်း စက်တင်ဘာ16ရက်ကလည်းနေဆက်ပြီးပြီး56 58ကြားတွင်လကောင်းစက်တင်ဘာ23ရက်နေ့ကလည်းမောင်တော်မြို့နယ်မြောက်ပိုင်းကြားရင်ရခိုင်ရွာနာတို့စိတ်ဝင်လာသည်အကြံဖက် ERSC အဖွဲ့အကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးအာစာအဖွဲ့ဝင်များခစင်းကလျာထွက်ပြေးသွားကြသည်ဟုအဆိုပါသတင်း၌ဖော်ပြပါသည်လက်ရှိမောင်တော်မြို့နယ်တွင်ဝင်ရောက်လှုပ်ရှားလာသည် ERSC RS အဖွဲ့များသည်အကြံဖက်မြန်မာစစ်တပ်နှင့်အခြေအဆက်ပြုလုပ်ကဝင်ရောက်လှုပ်ရှားနေခြင်းဖြစ်ပြီးလက်ရှိဖြစ်ပွားနေသောကြောက်ဖြူတိုက်ပွဲအပအဝင် အမ်ဘရန်တိုက်ပွဲနဲ့တောင်ကုတ်ပရောင်အကြားရှိတိုက်ပွဲများ၏အရှိန်ကိုရှော့ချရန်နှစ်ဖက်ချားညက်တိုက်ခိုက်သည့်သဘောဖြစ်သည်ဟု၎င်းကပြောကြားပါသည်